โอเคမင်္ဂလာပါဒီ video file လေးကကျွန်တော်တို့က PDF file เนาะ PDF format ကနေပြီးတော့ Microsoft Word file ကိုပြောင်းနေတာပြီးရင်ကျွန်တော် edit လုပ်ဖို့ပေါ့ဒါတော့ကျွန်တော်ရဲ့တင်တန်းညီကိုတယောက်ပေါ့เนาะအဲသူသူပို့ပေးထားတယ်ကျွန်တော်တို့ဘာလဲဆိုရင် CSV form PDF file လေးကိုကျွန်တော်ကပြုပြင်ချင်တာဖြစ်ပါတယ်ဆိုတော့ဒီမှာသူ down ထားတဲ့လေးလူထံပေါ့เนาะဒီ file လေးရှိတယ်ရှင်း file တော့ဖွင့်လိုက်မယ်အဲဒီ PDF format ကိုကျွန်တော်တို့က ဟို night of pro အကူညီနဲ့ကျွန်တော်တို့ဝဖိုင်ပြန်ပြောင်းခြင်းလဲအဲ့တော့ mesh ပုံမှာဖွင့်နေကျွန်တော်ဒီ mesh ပုံမှာပဲကျွန်တော်ဘာလုပ်ထားလဲဆိုရင် pair latest store နဲ့ window တင်ထားတယ်ပေါ့နော်ဆိုတော့ဒီ window ရဲ့ pair မှာကျွန်တော်တို့က night of pro စရှိတယ်နော် night of pro application ရှိပါတယ်ဒါလေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ဆွမ်းနာကကျွန်တော် pdf file လေးကိုဖွင့်ပြီးတော့ pdf ဟိုပေါ့ဝဖိုင်ပြောင်းမယ်ပေါ့နော်ဒါလေးဒီလိုထင်း cv update ဆိုရင်ဒီ file လေးပါအဲ့ဒီ file ကိုကျွန်တော်ကဒါ ျွန်တော်စီမှာတင်တဲ့ joint ညီကိုတယောက်ပေါ့နော်သူကနေပြီးဒီ CV ကိုကျွန်တော်ကပြန်ပြီးတော့ edit လုပ်ခြင်းနဲ့ဒီတော့ဒီ Nitro Pro မှာ direct edit လုပ်လည်းရတယ်ပေါ့နော်ဒီမှာကြပ်ပါလဲဆိုတော့ twice test ဆိုတော့ edit to list ပါတယ်နော်ဒီညလေးမှာကိုရေးခြင်းနဲ့စာလေးတွေရေးလို့ရမယ်ပြန်ပြင်လို့ဖြတ်လို့ရမယ်နော်ဒီလေးတွေမှာကျွန်တော် live ပြီးတော့ဖြတ်တာလေးရမယ်တော်တော့စာ edit လုပ်တာမျိုးပါဒါပေမဲ့ဒီမှာကျတော့ကျွန်တော်အဲ့ဒီပုံစံမျိုးမသုံးတော့ဘူးနင်သူ့ကို ဘာလို့မလဲဆိုတော့ wifi မဝင်ရအောင် converting လုပ်လိုက်မှာပြောင်းမှာပေါ့နော်သူ wifi ကိုပြောင်းမှာ convert လုပ်မှာဒါပြီးဘယ်မှာ save မှာလဲမေးရတာနော် original တို့ရဲ့ network folder ဆိုတော့ network နဲ့ရှင်ဒီမှာ folder ရော original file ဒါမှရေးပြီးတော့ convert နိုင်လိုက်မှာရှိပြန်ဖြစ်နေတယ်နော်ကျွန်တော်ဆန်းပြောင်းထပ်ပြီးတော့ yes နိုင်လိုက်မှာ file ကိုပြောင်းပေးသွားမယ်ပြောင်းပြီးတာနဲ့တော့ Microsoft One နဲ့ခါလေးပြန်ပွင့်ပေးတာเนาะအဲ့ဆောနာကပြောင်းလိုက်တဲ့ file တွေဒီမှာ Microsoft One နဲ့တံပြီးပွင့်သွား ဆိုတော့ဒီမှာလိုချင်တဲ့စာလေးပြင်လို့ရတယ်ဆိုတော့ကျွန်တော်ဒီလိုလိုထွင်းဆွဲနေရမှာတခြားနိုင်ငံပြင်ကျင်တာမျိုးပေါ့ကျွန်တော်ဒီမှာကျွန်တော်နိုင်ငံ shine ဘူးအဲ့ဒါခါလေးပြင်လို့ရမယ် objective customer service ဒီသူရေးထားတဲ့ description တွေအချက်အလက်တွေကိုပြန်ကြည့်လို့ပြင်လို့ရမယ်နော်ဒါ wow file လိုမျိုးဖြစ်သွားပြီပေါ့ဥပမာဒီမှာ2024ဆိုပါတော့ကျွန်တော်ကနော်2025လို့ပြင်ကျင်တယ်2023 2024ဆက်တဲ့ပြင်ဟုတ်ပါပြီအဲ့တော့အဓိကတော့ဒီအကြောင်းအရာလေးကကျွန်တော်တို့ဗာလဲဆိုရင် PDF file လေးကိုနော် PDF format ကိုကျွန်တော်တို့က Nitro Pro လေးနဲ့ဘာလို့လဲဆိုရင် WiFi ပြန်ပြောင်းနေပြီးရင်ကိုလိုချင်တဲ့ပုံစံပြုပြင်လို့ရတယ်ဆိုလေးကို knowledge sharing လုပ်ပြီးချင်းဖြစ်ပါတယ်ဒါတော့ဒီနေ့ညကိုမေးထားတဲ့ဟာလေးပေါ့နော်အားလုံးပဲဆင်ပြပါစေ